ယခုပြောမဲ့အစီအစဉ်ကိုနှလုံးသားနှင့်စကားပြောဆိုကြသူများ အပိုင်းတက်လို့ဘုန်းကြီးဒီလိုမျိုးကောင်းစဉ်တက်ချင်ပါလေဒါကဒီကနေ့ခေတ်ဩဒရဲ့ဓမ္မတွေဟာပညာတတ်စီစဉ်ဥစ္စာ ပေါ်များကြွယ်ဝတဲ့ရှင်သာရိပုတ္တရာတို့ရှမောကလန်တို့လိုအနုရုဒ္ဓါတို့ပတ္တိယတို့လိုတကယ့်ကို ပဇံချမ်းသာပြီးတော့ပညာတက်တဲ့တကယ်သူတော်ကောင်းပါရမီရှင်တွေသူတို့ရဲ့ဘဝတွေကိုဆွတ်လွှတ်ပြီးတော့တာသနာတာဝန်ကိုစနစ်တကျပညာရဆန်ဆန်ဘာသာရေးပုံစံမဟုတ်ဘဲနဲ့တရားထိုင်ခြင်းဆိုတဲ့ဟလာတရားထိုင်ခြင်းဆိုတဲ့ကျင့်စဉ်ပိုင်းကိုဥတည်ပြီးတော့ဘုန်းကြီးလိုတာသနာဘုံရောက်လာကြတာဖြစ်ပါတယ်အဲယခုပြောချင်တာကဒီအမေရိကန်နိုင်ငံက စီရဲတယ်ဆိုတဲ့မြို့မှာသာသနာပြု2021ကစတင်တည်ထောင်ခဲ့တဲ့ Clear Mountain Forest Monastery လို့ခေါ်တဲ့ Clear Mountain Forest Monastery လို့ခေါ်တဲ့အဲ့ဒီအဲတန်ရှင်းသောတောင်တော်တောရလို့ဒီလိုမျိုးပြောရမလားမသိမြန်မာလို့ဆိုရင်အဲ့ဒီမှာဒီသူတို့ စတင်ပြီးတော့သာသနာအလုပ်ကိုလွန်ခဲ့တဲ့အဲလွန်ခဲ့တဲ့2021ဆိုလွန်ခဲ့တဲ့9နှစ်လောက်ကတည်းကစတင်ပြီးတော့သာသနာပြုလုပ်တွေကိုအမေရိကန်ပြည်ထောင်စုသီရမျိုးမှာစတင်ပြီးတော့လုပ်နေပါပြီဒါကပြည်ထောင်စုမြန်မာနိုင်ငံကအစဉ်အလာဗုဒ္ဓဘာသာဝင်များအနေနဲ့ဝမ်းမြောက်ဂုဏ်ယူတတ်မယ်ဆိုရင်လက်ခမုံးခတ်ပြီးတော့ဝမ်းမြောက်ဂုဏ်ယူလို့ရတယ်

first and foremost in the earliest scriptures of the Buddha was just talking. ဒီအင်္ဂလိပ်စကားပြောလေးကတော့စကားပြောဖြစ်တဲ့အတွက်လွယ်ကူပါတယ်။ဟိုဘုန်းကြီးဘာသာမပြန်တော့ပါဘူး။နည်းနည်းလေးကောင်းနောက်ပြီးတော့နားထောင်ရတာကိုမျက်စိကြည့်ရတာနဲ့ဘာသာဘာသာပြန်ရတာနဲ့စတဲ့ငန်းငန်းနဲ့ကြည့်လို့မကောင်းပါဆိုလို့ပါ။၄မိနစ်စာပဲရှိပါတယ်။သူတို့ရဲ့လှုပ်ရှားမှုလေးကိုအဲ့ဒီကတာဝန်ရှိတဲ့တာဝန်ရှိတဲ့ဆရာတော်ကနေပြီးတော့မှအဲရိုက်ပြထားတာဖြစ်ပါတယ်။ တာဝန်ရှိတဲ့ဆရာတော်ကသူ့နာမည်ကသူ့ဘွဲက forest ajan gowi lo emalo solution ajan gowi la ajan gowi la first and foremost the earliest ajan gowi la ကနေပြီးတော့မှအဲသူကအဲ့ဒီမှာတာဝန်ရှိတဲ့ဘုံကြီးပေါ့သူကနေပြီးတော့မှရှင်းပြနေတာဖြစ်ပါတယ်အမှန်ကောင်းပါတယ်သူပြောထားတဲ့စကားပြောခန်းလေးဟာနားထောင်လို့လွယ်ကူတဲ့အတွက်ဘုံကြီးဘာကိုမှရှင်းမပြတော့ဘူးအေးအေးဆေးဆေးလေးနားထောင်သွားမယ်ဆိုရင်နားလည်နိုင်တယ် အဲရေဝီယအဖြစ်ခြုံပြောလို့ရှိရင်တော့ဒီထေရဝါဒသာသနာဟာဘုန်းကြီးရေဝီယအဖြစ်ခြုံပြောခဲ့လို့ရှိရင်ဒီထေရဝါဒသာသနာဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း၂500တဲကနေပြီးတော့မှတောက်လျှောက် continuously ပေါ့ဒီကနေ့အထိကျင့်ကြံအားထုတ်လာကြရတယ်။စပိုင်းတော့ကတော့လာဒီလောဘဒေါသမောဟတွေပါဖို့နေဖို့အဲ့ဒီဘိုင်းတွေကိုအဲတော်ကောင်းတွေကအားထခဲ့ကြတာပေါ့နော်အားထပြီးတော့အဲ့ဒီလောဘဒေါသနေဖို့ပါဖို့ကိုပဲဥတည်ပြီးတော့ကျင့်ကြတယ်။ဒါပေမဲ့ဒီနောက်ပိုင်းကိုရောက်လာတဲ့အခါကျတော့အဲ့ဒီလောဘဒေါသနေဖို့ကိုဥတည်ကျင့်ရတယ်ပြီးတော့မှ ီအစ္စလာမ်နိုင်ငံနေမှာတော့ဘာသာရေးပုံစံ ဖြစ်လာပြီးတော့အဲ့ဒီလောဘဒေါသနေအောင်ကြင်ကြံအထုတ်ချင်းတဲ့ဘာသာရေးလိုကိုးကွယ်လာတဲ့ပုံစံဖြစ်လာတယ်နော်ဒါတို့ရဲ့ဒီ Clermont Buddhist Monastery နေနေတာတော့ဒါတို့တရားထိုင်နေတဲ့သူတွေကိုပံ့ပိုးပေးမယ်နောက်ပြီးရင်တို့ပတ်ဆံမကင်မှုလူတွေရဲ့ဒါနပြုတာနဲ့ပဲဒီ Clermont Monastery ကိုလာပြီးတော့သင်္ကန်းဝတ်ကြတဲ့သာသနာတော်ဝင်ထမ်းဆောင်တဲ့ရဟန်းတန်ဃာတွေကပတ်ဆံမကင်မှု

really tradition အဲဒါတော့သူတို့ရဲ့ဟလာဒီအမေရိကန်တွေကဥဆောင်ပြီးတော့လုပ်တာဖြစ်တဲ့အတွက်မြန်မာဗုဒ္ဓဘာသာမျိုးတွေတော့မဟုတ်တော့ဘူးနော်နိုင်ငံတကာဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီးတော့အဲ့ဒီဗုဒ္ဓဘာသာဝင်တွေကဘာသာရေးလို့ကိုးကွယ်ခြင်းမဟုတ်ပဲနဲ့ဒီတရားထိုင်တဲ့ဘက်နော်ကောင်းကျိုးချမ်းသာရတဲ့ဘက်ကိုပို့ပြီးတော့အားထုတ်လာကြတာကိုတွေ့ရတယ်။ကဘာကြီးကနောက်ပိုင်းမှာအဲ့လိုပဲအားထုတ်လာကြတာတွေ့ရတယ်။ဗုဒ္ဓဘုရားပွင့်စာတော်ကလည်းအဲ့လိုပဲအားထုတ်ကြတာပဲ။ ဘာသာရေးပုံစံပူဇော်ပတ်တာလဲဆိုတာဒါဘုန်းကြီးတို့ပိဋကတ်ကျမ်းစာတတ်တဲ့သူတိုင်းတတ်နေတဲ့တန်ခါတိုင်းတော်တော်များသိတယ်ဗုဒ္ဓဘုရားရှင်ရှိစဉ်ကဘာသာရေးလို့ပူဇော်ပတ်တာနေတဲ့မျိုးဟုတ်လားအခန္ဓာမင်္ဂလာဆောင်ခန္ဓာအလှခန္ဓာအဲ့လိုအတုပခန္ဓာတက်နေတဲ့မျိုးတွေသိမရှိဘူးအဲ့ဒါမဲ့ကျင့်ကြံအထုတ်ဖို့ဘက်ကိုပဲသွားကြတယ်ကိုယ်ဆွေးတော့ကဖြစ်တဲ့အခါဘုန်းကြီးဘုရားနာမှာသွားပြီးတော့မှအဲသင်္ကန်းဝဲမယ်ဘိက္ခုနီမှာဝဲမယ်တရားထိုင်ကြမယ်အဲဒီလိုသွားတယ်လူတွေလည်းပဲလူတွေရဲ့နီးနဲ့အိမ်မှာပဲထင့်ကြံအားထုတ်ဆိုတဲ့အပိုင်းကိုသွားကြတယ် people understand. There's an archetypal quality to it and a, a, genuine hunger people have for what it represents, I think, and what has been largely lost today in terms of a direction towards transcendence and of purifying the heart towards a state of selflessness, of generosity, of, of giving. Um, and of awakening, which I think we all at some level intuit that we're capable of. As Theravada forest monks, we don't use money, we don't touch money. So, uh, Clear Mountain Monastery is a totally transaction free space, totally based on dana, which is the principle of generosity. Which was the Buddha's way of making the monks not be able to cut themselves off in a spiritual cocoon. So, every day we interact with society and with the wider community every morning I'm at daily alms round. And people can come down and offer food and အတင်းနာမှာတတိထားခဲ့စေကြပါလေသူတို့ဆီယရာမြို့မှာဆွန်ခံထွက်တဲ့အခါသူတို့အမေရိကန်သားတွေမျိုးအမေရိကန်လူမျိုးတွေကဆွန်လောင်းတာကိုကြီးညိုကြည့်နိုင်ပါတယ်ခန့်ညံ့သည်တွေလောင်းတာတွေ့ပါတယ်မြန်မာဖုန်ကြီးများမြန်မာရဟန်းတွေကလည်းအဲ့လိုစားနိုင်မှုကို use more space and more stillness in their day the Buddha talked about five different bases for liberation, vimuti ayatana, and one of them is meditation. That's certainly a basis of liberation, which many people see. It's a lot of people's dharma doors. You enter into a monastery, to a meditation center, looking for this tranquility and this stillness, and a monastery and a retreat center can provide that. The vision of Clear Mountain is a community of monks who would be living uh, near Seattle and practicing uh, the monastic life and helping to create a space where the wider community of practitioners could come and have a place of practice, spend time, and uh, find refuge from all the ups and downs of life in the modern world. We'll have morning and evening group meditations, and it'll be a quiet place the currency of a monastery is generosity. The monastics are sharing our experience and the teachings, and lay people are giving their time and their experience, and it really just becomes this totally fluid, interconnected support. Everyone who comes to a monastery, they create the monastery. It's not just the monks creating the monastery, it's, it's everyone who comes, adds a little bit to the monastery. And if people are inspired by monastics, by the Buddhist path, by a path of meditation and calm and insight and stilling and self acceptance, then we provide a place for that.